အလုတ်ထွက်ပြီးတဲ့နောက်မှာလူမှားရလောက်တဲ့အထိပြောင်းလဲသွားတဲ့ဆယ်လီအိုကြီးအလုံးမဲမင်္ဂလာပေါင်းဗမစ်နောင်ကနေကျဆွလိုက်ပါတယ်ဆယ်လီအိုကြီးလို့ပြောလိုက်ရင်စမ်းသီးတော့စမ်းသီးပဲဆိုတဲ့စကားကိုကြားယုံလာတဲ့အထိနမဲကြီးကဲ့သို့ဖြစ်ပါတယ်အလဲတန်းကျောင်းဆီယမကြီးတယောက်ဖြစ်တဲ့ဆယ်လီအိုကြီးအားတက်တော့ပမာရန်နမဲကြီးလာပြီးဆီယမတယောက်ဖြစ်လျက်ယူနီဖောင်းနဲ့တက်တော့ဆော့နေလို့ဝေဖန်မှုတွေရရှိခဲ့တဲ့သူပေါင်းတက်တော့ဆော့ရတာကို crazy ဖြစ်သွားလို့အားရအချိန်တိုင်းမှာတက်တော့ဆော့နေပြီးနောက်ဆုံးမှာတော့လှုပ်ထွက်လိုက်တာဖြစ်ပါတယ် လရန်ချောင်းဆ iam မကြီးဒေါ်ဤရွှေစင်ဘွားကနေဆယ်လီဖြစ်လာလို့ဆယ်လီယောကြီးလို့ခေါ်ကြရင်ကနေနမည်တလုံးရသွားပါတော့တယ်ဆယ်လီယောကြီးကရာတို့ကြီးကြီးရထားတဲ့ပညာတတ်မြို့သမီးဖြစ်လျက်နဲ့အလုထွက်သွားတော့ကိုတော့နှမျောနေကြပြီမယ်သူဘွားကိုချဉ်တက်ခဲ့တာပေါ့ဒီလိုရာတို့ကိုရဖို့အတွက်သင်ခဲ့ရတဲ့ပညာတွေစ조사ခဲ့ရတဲ့နှစ်တွေကလည်းမနှဲခဲ့ပါဘူးအဖက်ဖက်ကနေဖီအားတွေကြားထဲမှာလောက်ကနေထွက်လိုက်ပြီးတဲ့နောက်စင်ကယ်မသားလည်းဖြစ်သွားတဲ့ပြင်အခြားရာတွေကိုလည်းဆွန့်လွတ်လိုက်ရပါတယ်ဆယ်လီယောကြီးဟာအစာပိုင်းမှာရန်ခတ်ခဲ့ခဲ့ပြီးအစာတောက်တွေကိုရောင်းချခဲ့ရတာပေါ့ ဖျားပုံမနေထိုင်တာကြောင့်ဖျားပုံဒေသထွက်အစားအစာလေးတွေကိုရောင်းချပြီးသူချက်ပြုတ်ထားတာတွေကစားကျင်စရာမကောင်းဘူးဆိုတဲ့ဝေဖန်မှုတွေကိုရရှိခဲ့ပါတယ်။တမင်ထိုးချခြင်းနဲ့သူတွေလည်းရှိသလိုတကယ်ဒေါက်တာဆေးကျင်နာကြောင့်အကြံပေးတဲ့သူတွေလည်းရှိပါတယ်။ဆယ်လျောက်ကြီးကဝေဖန်အကြံပြုတာတွေကိုရမတွေ့ခဲ့ပဲတဆင့်ချင်းပြုပြင်ခဲ့တာပေါ့။အခုဆိုရင်တော့ဆယ်လျောက်ကြီးကစားတော့တွေကိုလည်းရောင်းနေရတဲ့အပြင်မြို့သမီးဝတ်ဆောင်တွေအတွက်ကြောင်ညာမော်ဒယ်လေးဖြစ်လာခဲ့ရပါပြီ။ အရင်ကတည်းကရုပ်ရည်ချုံမပိတာဆယ်လျောကြီးအောင်မေကနေပြင်ဆင်လိုက်ပြီးဝမ်းဆက်လေးတွေကိုဝင်လိုက်တဲ့အခါရုပ်ရှင်မင်းသမီးလာလို့တောင်ထင်မှတ်သွားရပါတယ်။အသားရည်ကလည်းလှပိတာဖြစ်တဲ့လုံခနာကိုချိုးစားကလည်းရှိပိတာဖြစ်လို့အဝင်းထဲအတွက်မော်ရယ်ဖြစ်တပုံရိုက်ပေးဖို့ဆယ်လျောကြီးကိုကန့်လန့်ခဲ့ကြတာပေါ့။ဆယ်လျောကြီးကပြင်းပြင်းစင်စင်မနေဖြစ်တာကြပြီးဖြစ်ကခုလိုပြင်ဆင်လိုက်ချိန်မှာတော့လူမသွားရတော့ပါတယ်။သူကြောင်ညာတဲ့ဝတ်စုံလေးတွေကရန်လိုက်ဖက်နေတာကြောင့်ဆယ်လျောကြီးကိုကြောင်ညာမော်ရယ်လုံးလုံးရပြီးဆိုပြီးအပင်းနေကြတာပေါ့။ ဆယ်လျော်ကြီးကစင်ကယ်မာသာဖြစ်ပေမဲ့ဘဝကိုအားငယ်မနေဘဲသမီးတစ်ယောက်နဲ့ကြိုးစားရင်းအရန်အောင်မြင်နေပါပဲ။ရာလို့ရှိတဲ့အလောက်ကနေထွက်လိုက်တာကြောင့်သူ့ကိုနှမျောချပေမဲ့လည်းသူ့ရွေးချယ်ခဲ့တဲ့လမ်းကိုအောင်မြင်အောင်ရှောက်ခဲ့တာပေါ့။ အခုဆိုရင်ပြည်ရင်းပြည်ပကနေအစားတောင်းဝယ်ယူစားတောက်တဲ့သူတွေများနေပါပြီ။ဆယ်လျောက်ကြီးကအစားတောင်းရောင်းချတဲ့အလုပ်ကိုလည်းစေတနာထားကရောင်းချပါတယ်။သူကိုပြုပြင်စေခြင်းနဲ့ယာရီကိုလည်းပြုပြင်တာကြောင့်ဆယ်လျောက်ကြီးရဲ့အစားတောင်းလုပ်ငန်းကဝန်ထမ်းတွေငှားပြီးတော့လက်ပတ်နေပါပြီ။သမီးတယောက်နဲ့ရုန်းကန်နေရတဲ့ဆယ်လျောက်ကြီးကိုအစားတောင်းတွေအားပေးချပြီးသူများများရောင်းနေရရင်ကိုမြင်နေရသူတွေကဝမ်းသာနေပါတယ်။အခုဆိုရင်တော့ဆယ်လျောက်ကြီးကစားတောင်းလုပ်ငန်းအဖြစ်အဝတ်အစားကြောင့်ညာအတွက်မော်ဒယ်တောင်းလုပ်နေရတဲ့အထိအောင်မြင်လာပါတယ်။ တချိန်ကစာအသင်ပြကောင်းခဲ့တဲ့ဆယ်လျော်ကြီးဟာចောင်းသားတွေရဲ့យោទិမှုကိုရရှိခဲ့သူဖြစ်ကောင်းအခုတော့ចောင်းញាមော်ရဲ့အဖြစ်လူအများရဲ့အားပေးမှုတွေကိုရနေပါတယ်ဆရာမကြီးမမသိလို့ပြောဆိုခဲ့မိတဲ့သူတွေကအာဏာနေကြပြီးဘဝကိုလက်တွေ့ကျကျရင်ဆိုင်ရတာကြောင့်လဲလေးစားနေကြပါတယ် ကျောင်းသားမိဘတွေဆရာဆရာမတွေလေးစားခဲ့ရတဲ့ကျောင်းဆရာမကြီးဘဝကနေအလုတ်ထွက်ပြီးတဲ့နောက်အာမလျှော့ပဲရွေးချယ်ခဲ့တဲ့လမ်းကိုရုံကြည်ကြည်ရှောက်ရင်းနဲ့အောင်မြင်လာတဲ့ဆယ်လျောက်ကြီးအပေါင်းဘရိတ်တ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်နေ့ရက်တိုင်းအတွက်